ကျွန်တော်နေ့စဉ်မြင်တွေ့နေရတဲ့ဗီဒီဒါမျိုး AI ဗီဒီယိုတွေပေါ့နော်အင်တာဗျူးလုပ်ထားတဲ့ဗီဒီယိုတွေပေါ့နော်အများစွာရှိတယ်ပေါ့နော်မစ်ဆီတို့တော်တွေဝင်လိုက်တာနဲ့ဒီဗီဒီယိုတွေကတောက်ဆော့ကိုတက်နေတာပေါ့နော်အဲ့တော့ဒီလိုမျိုးဗီဒီယိုတွေကိုမစ်ဆီတို့ထုတ်ဖို့တည်းဆိုရင် Google Gemini account Pro account ရှိရတယ်ပေါ့နော်ဒီ Pro account ကမစ်ဆီတို့ဝယ်စရာမလိုဘူးပေါ့နော် free တောင်းလို့ရတယ်အဲ့တော့ free တောင်းတဲ့အခါမှာဆိုရင်တစ်လ free တောင်းလို့ရတဲ့ account မျိုးလည်းရှိသလို15လ free တောင်းလို့ရတဲ့ account မျိုးလည်းရှိတယ်ပေါ့နော်15လ free ကို အာလုံးမယ်ဆိုရင်တော့ကျွန်တော် US VPN ခံပြီးတော့အသုံးပြရတာပေါ့နော်ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာ YouTube မှာတင်ပြထားတယ်ပေါ့နော်အဲတလာချင်းကတော့မိတ်ဆွေတို့ Google Gemini ဆိုတဲ့ application နဲ့ဝင်ပြီးတော့ visa card နဲ့ subscribe လုပ်လိုက်တာနဲ့ကျွန်တော်တလာပြီးသုံးလို့ရတယ်ပေါ့နော်နောက်လာတွဲဆိုရင်တော့ကျွန်တော်ပတ်ဆက်ပေးရမှာပေါ့နော် Okay တော့ပထမဆုံးကကျွန်တော် Google Preo 3ကိုဘယ်လိုအသုံးပြရမလဲပေါ့နော်အသုံးပြဖို့ဆိုရင်ကျွန်တော်နီးလန်းတစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကတော့ဒီ Google Gemini ဆိုတဲ့ website ထဲကနေပြီးတော့သုံးလို့ရတယ်ပေါ့နော် ကိုကက်ဂျမနိုင်းကျော်ဖုန်းထဲကလည်းတူတူပဲပေါ့နော်ကိုကက်ဂျမနိုင်းဆိုရတဲ့ဝင်ပြီးတော့ message သုံးပြီးလို့ရပါတယ်။ဘကဲတော့ကျော်တစ်ချက်ဝင်ပြပေးမယ်ပေါ့နော်ကိုကက်ဂျမနိုင်း။အဲ့တော့ဒီထက်မှဆိုရင်တော့ message pro အကောင့်မှာပဲဒီအောက်မှာ video ဆိုပေါ်မှာပေါ့နော်ဒါဆိုကျွန်တော်ရိုးရိုးအကောင့်ဖြစ်တဲ့အတွက်ဒီနောက်မှာအဗီဒီယိုမပေါ်ပဲနဲ့ D visa ရဲ့ campus ရဲ့နှစ်ခုပဲပေါ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော် pro account ကိုတစ်ချက်ပြောင်းလိုက်မယ်ပေါ့နော်။ Okay အဲ့တော့ pro account ပြလိုက်ခါမှာဆိုရင်ဒီမှာကျွန်တော်၃ခု ီမှာ၃ခုပေါ်လာပြီပေါ့နော်ဒီမှာ video ဆိုတာပေါ်လာပြီ channel ဝင် video 3ဆိုတာပေါ်လာပြီပေါ့နော် okay အဲ့ဒီမှာ video ထုတ်ဖို့ဆိုရင်တရက်ကို video ၃ဘုတ်ဒီထုတ်လို့ရတယ်ပေါ့နော်ထုတ်တဲ့အခါမှာဆိုရင်6စက္ကန့်ဒီပဲကျွန်တော်ထုတ်လို့ရတယ်ပေါ့နော် okay အဲ့ဒါကတော့ तू ကတရက်ကို၃ဘုတ်နှုတ်နဲ့ကန့်သက်ထားတယ်ပေါ့နော်အဲ့တော့မင်းဆိုဒါမျိုးထုတ်လို့ရတယ်ကျွန်တော်ဒီမှာဆိုကျွန်တော်ထုတ်တာပေါ့နော် okay အဲ့တော့ဒီမှာဆိုရင်ကျွန်တော် pro နေရေးတဲ့ခါမှာဆိုရင်မင်းဆိုတော့မရေးတတ်ဘူးဆိုရင်ကျွန်တော် chat gpt ဒါပို့ဆို dc ကိုအသုံးပြုလို့ရတယ်ပေါ့နော်ကျွန်တော်လည်း dc ါမှမဟုတ်ဆိုချက် GPT ကိုသုံးပြတာပေါ့နော်ဒီမှာဆိုရင်ကြောတချက်ဖွင့်ပြပေးမယ်ပေါ့နော် Hello oppa Mila lar Yes you're so cute အဲသူကညီမစာတွေကရတဲ့အချက်ရတယ်ပေါ့နော်မရတဲ့အချက်မရဘူးပေါ့နော်ညီမစာဟိုမိတ်ဆွေကပြောပြချင်တယ်ဆိုရင်ဒီမှာ Spin Barmy ဆိုတာလေးထည့်ပေးပြီးတော့ကိုပြောချင်တဲ့စာကြောင်းလေးကိုအာဒါပဲကုတ်ထဲမှာထည့်ပေးလိုက်ပေါ့နော်ဒါဆိုသူကပြောလိုက်မယ်ပေါ့နော်အင်္ဂလိပ်လို့ဆိုရင်တော့သူကတန်ပြောတယ်ပေါ့နော်ညီမလို့ဆိုရင်တော့သူရရတဲ့ခါရတယ်ပေါ့နော် Okay ဲ့တော့ဒီမှာ prompt ရေးဖို့တည်းဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့เนาะ ChatGPT ထဲမှာโอเคတော့ကျွန်တော်ရေးထားတဲ့ဟာလေးကိုတစ်ချက်ပြပေးမယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာလေးတွေကိုပထမဆုံးကျွန်တော်မြန်ကလေးရေးတာပေါ့เนาะဒါကတော့ကျွန်တော်ကြော်ညာအတွက်ရေးထားတာဒီမှာဆိုရင်တော့ဒီမှာကျွန်တော်ရေးထားတာပေါ့เนาะ please create prompt for Google Video 3ဆိုတဲ့မင်းစတော့အသုံးပြုချင်တဲ့ AI ကိုထည့်ပြီးထည့်ပြီးလိုက်ပေါ့เนาะဒီမှာ Google Video 3ဆိုပြီးတော့ရေးထည့်ပြီးလိုက်ပြီးတော့ပြီးဆိုရင်တော့ကိုပြောချင်တဲ့ဟာလေးပေါ့เนาะဒါဆိုဒီထက်မှာပါလာတဲ့ ကောင်းလေးဆိုကောင်းလေးကောင်းမလေးဆိုကောင်းမလေးပေါ့နော်ဘိုးတော်ဆိုဘိုးတော်သူတို့ကဘာရေးဝတ်စားကျင်တာလဲပေါ့နော်ဘယ်လိုချင်းနေမျိုးမှာလဲပေါ့နော်ဒါမျိုးတွေကိုကရေးပြလိုက်ပေါ့နော်ပြီးတော့ပြီဆိုတော့သူကလုံးဝအသေးစိတ်ဒီဒီကုန်ထုတ်ပေးမှာပေါ့နော်ဒါလေးကို copy ယူပြီးတော့ကျွန်တော်ပထမဆုံးဒီ Google ကပြီးတော့ဒီမှာတောပြီးတော့ထုတ်လို့ရတယ်ပေါ့နော်အခုတော့ကျွန်တော်ထုတ်ပြပြီးတော့ဘာလို့ဆိုဒီမှာ limit ပြည့်နေလို့ပေါ့နော် okay အထောက်တဲ့ကမှာဆိုသူက2မိနစ်လောက်ပဲကြားတယ်ပေါ့နော်မိတ်ဆွေညီမစားများတဲ့အာဒီစကားပြောအောင်ညီမစားများရင်တော့ထုတ်မပြရမျိုးရှိတယ်ပေါ့နော် okay င်နောက်တစ်ခုကတော့ flow ပေါ့နော် flow မှာတော့ mix ကို detail ကြာကြာထုတ်လို့ရတယ်ပေါ့နော် flow ကိုကျွန်တော်ချစ်ပြပေးမယ်အဲ့တော့ flow google ဆိုပြီးတော့ရိုက်စားလိုက်ပြီးတော့ပြီးဆိုရင်တော့ flow ဆိုတဲ့ဝင်လိုက်မယ်ပေါ့နော်အဲ flow ကိုသုံးမယ်ဆိုရင်တော့သူက get တချက်တွေရှိတယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့ကျော်ပြတလို့ mix တို့ကအာဒီ pro account တစ်ခု15လ free account တစ်ခုရသွားပြီဆိုရင်ဒါမှမဟုတ်ဆိုတလ free account ရသွားပြီဆိုရင်တော့ကျွန်တော်တို့ credit တလောက် credit တထောင်ဒီအသုံးပြုလို့ရတယ်ပေါ့နော်ဒီ credit ကကျွန်တော် flow အတွက်ပဲအကျုံးဝင်တာပေါ့နော် ဒီ Google Google Gemini မှာထုတ်ထားတဲ့အဲဗီဒီယိုတွေအတွက် credit ကဂုံဂုံမသွားဘူးပေါ့နော်ဒီ flow မှာဗီဒီယိုတပုတ်ဆိုရင် credit ဘလောက်ဘလောက်ဆိုတာလေးရှိတယ်ပေါ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီကောက်ဆို pro ကောက် credit 1000အနေနဲ့130ပဲကျန်တော့တယ်ပေါ့နော်နောက်လာမှာပဲသူက refresh လုပ်ပေးမှာပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော် flow ထဲမှာထုတ်ထားတဲ့ဗီဒီယိုလေးတွေပေါ့နော် okay အဲ့ကောဒီ flow နဲ့ပတ်သက်ပြီးရောလေ့လာကြတယ်ဆိုရင်တော့ flow tv ထဲမှာသွားပြီးရောဝင်ရောက်လေ့လာလို့ရတယ် okay အဲ့တော့ဗီဒီယိုတွေထုတ်မယ်ဆိုရင်တော့ဒီအောက်မှာ new project ဆိုတာလေးရှိတယ်ပေါ့နော် ကဲနည်းပြောချက်နေတဲ့ကမှာဆိုရင်ဒီတက်မှာဆိုရင်အဲဒီမှာ option ၃ခုရှိတယ်ဗောနော်ဒီမှာ test to video frame to video ingredient to video ဗောနော်ဒါတော့ Google AI Ultra Plan ဝယ်မှပဲရမှာဗောနော်ဒါတော့မပြပြတော့ဘူးအဲ့တော့ test to video ဗောနော် test to video မှာကျွန်တော် video တစ်ပုဒ်ထုတ်ပြပေးမယ်ဗောနော်အဲ့တော့ဆွမ်းနာကျော် chat gpt ထဲမှာရေးထားတဲ့ဟာကိုပဲကျွန်တော်ထုတ်ပြပေးမယ်ဗောနော်အဲဒါမျိုးလေးဗောနော် okay အဲ့တော့ညီမမပကံမရောက်နေတဲ့ပုံစံမျိုးဗောနော် ကယ်ဒါလေးကိုသူကပြောခိုင်းမယ်ပေါ့နော်ပြီးတော့ပြီးဆိုရင်တော့ဒါမျိုးကိုကရေးပြီးတော့ပြီးဆိုရင်တော့ဒီဘက်မှာ setting link ရှိတယ်ပေါ့နော်ဒီ setting link မှာမေးစိုးသိရမယ် video output ကိုမေးစိုးတော့ဘယ်နှပုတ်လိုချင်တာလဲပေါ့နော်အဲ့တော့ဒီမှာ model model ကိုတစ်ချက်ကြည့်ပြရမယ်အဲ့တော့ model ကြီးကြည့်တဲ့အခါမှာဆိုရင်သူက model အောက်ဆုံးနှစ်ခုက credit တရားကုန်မယ်ပေါ့နော် video တစ်ပုတ်ထုတ်မယ်ဆိုရင်ဒီမှာ use hand credit ဆိုတာလည်းပါတယ်ပေါ့နော် အောက်ဆုံးကတော့ quality အကောင်းဆုံးပေါ့နော်ပထမဆုံး video 2ဆိုရင်တော့မေးစိုးအတန်မပါဘူးပေါ့နော် video only ပဲရမယ် အဲ့ဒါညီမ VO3 first test to video ကတော့အတန်ရော video ပါတယ်ဗောနော်ဒါပေမဲ့သူက quality တိတ်မကောင်းဘောနော် VO2 quality ဆိုတော့အတန်မပါဘူးဗောနော်ဒီ video ကြီးပဲ quality ကောင်းကောင်းနဲ့လိုချင်နေဆိုရင် VO2 quality ကိုရောက်လို့ရတယ်အဲ့တော့မင်းဆိုရအတန်ရောရုပ်ကောကောင်းကောင်းလိုချင်နေဆိုရင်တော့ VO3 quality ကိုသုံးမှုလို့ရတယ်ဗောနော်သူက100 credit ဒီသုံးတယ်ဗောနော်ကျွန်တော်ကအဲ့ဒါမသုံးတော့တိတ်မြောင်မကြမ်းတော့လို့အဲ့တော့ဒုတိယမြောက်မှာစီတဲ့ VO3 first ဆိုတာလေးကိုသုံးပြပေးမယ်ပေါ့နော်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့နေရာလေးကိုတစ်ချက်နေလိုက်မယ်ပေါ့နော် ဒီတက်မှာဆိုရင်ကျွန်တော်ဗီဒီယိုတွေဓာတ်ပုံတွေပါ frame to video ကိုသုံးပြခြင်းနဲ့ဆိုရင်ကျွန်တော်အဒီဒီတော့မဲ့ print အတွက်ကျွန်တော်ဒီမှာ generate လုပ်ခိုင်းလို့ရတယ်ဘောနော type ပုံတွေ generate လုပ်ခိုင်းလို့ရတယ်ဒါမှမဟုတ်ရင်ကိုယ်ဖုန်းထဲမှာစီတဲ့ကိုယ်ကွန်ပျူတာထဲမှာစီတဲ့ပုံတွေကိုလည်းဒီမှာပြန်ပြီးတော့သုံးလို့ရတယ်ဘောနော် okay အဲ့ဒါလေးကျွန်တော်ပြပြပေးမယ်ဟောဒီမှာဆိုရင်ဒီ video ထုတ်မပေးဘူးဘောနော်ဒီသူရဲ့ကျွန်တော်တို့ prompt ကသူရဲ့ community guideline နဲ့ညီနေရဲ့ဆိုပြီးတော့လာပြပေးတာဘောနော် okay ဒါဆိုရင်တော့ကျွန်တော် တခြားဟာကိုတစ်ချက်ပြောင်းထုတ်ပေးမယ်ဘာလို့ဆိုဒီမှာခရစ်စတီယာနိုရော်နယ်ဒိုကြီးပါလာပါတော့โอเคအဲ့တော့ဒီအောင်မဟုတ်တော့ကျွန်တော်နောက်တစ်ခုတုံးမယ်ပေါ့နော်အဲ့တော့ဒီကောင်းလေးပဲဒီဗီဒီယိုလေးတုံးမယ်ပေါ့နော်အဲ့တော့ test to video ရေးမယ်ပေါ့နော် test to video ပြီးသားပြီဆိုရင်တော့ကျွန်တော်ဒီမှာ video 3 first ကိုပဲကျွန်တော်ရေးထားမယ်ပေါ့နော်ပြီးသားပြီဆိုရင်တော့ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ဒီစာရေးတော့ကျွန်တော်ပြင်တော့ဟာ အပီဝိုင်းရဲ့အင်းမြန်မာပေါ့နော် just right at the beautiful ဆိုတဲ့ကွန်ဘဂိုရာ okay အဲဒါလည်းပြီးတော့ပြီဆိုရင်တော့အခုကမင်္ဂလာပါရေးရေးချင်တယ်ဆိုရင်ဒီမှာရေးလို့ရတယ်ပေါ့နော် okay ပြီးတော့ပြီဆိုရင်တော့အဲဒီမှာနောက်ထပ်ကြော်ညမလို့ရေးခိုင်းလိုက်မယ်ပေါ့နော်အဲမရေးခိုင်းတော့ဘူးပေါ့နော်ပြေးကြားနေမှာဆိုတော့အဲ့တော့ပြီးတော့ပြီဆိုရင်တော့ကြော်မြလေးကိုတစ်ချက်နေလိုက်မယ် အဲ့ဒီမှာဆို reset ထွက်လာပြီပေါ့နော်တစ်ချက်နားထောင်ကြည့်မယ် Hello Mingala Park guys I'm in Myanmar just arrived at the beautiful Shwedagon Pagoda Hello Mingala Park guys အဲ့ဒီမှာဆိုမင်းဆိုရသားပြီပေါ့နော်အဲ့ဒါဒီမှာ BO3 flow ထဲမှာလောက်လို့ရတဲ့ခုအားဒီမှာ sin beta ဆိုတာပါတယ်ပေါ့နော်အဲ့ဟိုတောက်ဝတ်တဲ့ဆိုဒီမှာ app to sin ဆိုတာလည်းတစ်ချက်နေလိုက်ပေါ့နော် okay အဲ့တော့ down နှိပ်တဲ့ခါမှာဆိုရင်ကျွန်တော်ဒီ audio clip မှာအပေါင်းလေးပါတယ်ပေါ့နော် တော့အပေါင်းလေးကိုတစ်ချက်ထောက်လိုက်ပေါ့နော်ထောက်တဲ့အခါမှာဒီမှာ jump 2ရဲ့ instant ရဲ့ဆိုရှိရပေါ့နော် instant တော့ဒီ video ကိုအဲဒီနေရာမှာဒီနေရာမှာပဲကြာကျင်တာတို့ဘာလို့လုပ်လို့ရတယ်ပေါ့နော် jump 2ကနောက်ထပ် scene တစ်ခုကြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် jump 2ကိုတစ်ချက်ပြပေးမယ် jump 2ဆိုရင်အတန်းဒီပါမလာမျိုးတော့ရှိတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်ပြပေးမယ် okay အဲ့တော့ jump နောက်ထပ်နောက်ထပ် scene ပုံစံမျိုးပေါ့နော်နောက်ထပ်ပုံစံဘယ်လိုပုံစံလေးဖြစ်ကျင်တာလဲပေါ့နော် okay အဲ့တော့ဒီနောက်ထပ်ပုံစံသွားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ သူက frame ဒီမှာ frame ပါပြီဆိုတာနဲ့ကျွန်တော်တို့အာဒီ VO3 first mode ကမရတော့ဘူးပေါ့နော်အောက်က VO3 quality နဲ့တောင်းရတာပေါ့နော် VO3 quality ဆိုရင်ကျွန်တော် credit တရားကုန်မယ်ပေါ့နော်အစောနာဒီမှာစာရီပါလာတို့ဒီမှာ60စက္ကန့်လို့ဖြစ်နေတာကျွန်တော် first mode နဲ့ထုတ်ရလို့ပေါ့နော် first mode ဆိုရင် quality ကမကောင်းဘူးလို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော် okay တော့ဒီမှာကျွန်တော်ဒီပုံစံလေးပြန်ပြီးတော့ထုတ်ခိုင်းမယ်ပေါ့နော်ဒီဒီပုံစံကိုမှနောက်ထပ်တစ်ရှင်းကျွန်တော်ပြောင်းခိုင်းတာပေါ့နော် နကမှာ vifu miss အာဒီဖုန်းကြီးနဲ့တွေ့ပြီးတော့အဲဆယ်ဖီလုပ်မယ်ပြီးတော့နောက်ပြီးတော့ဒီဟာကိုပြန်ပြီးတော့သူအိုင်လာဗုဒ္ဓတိချရဲ့ principle ဆိုပြီးတော့ဒီတိုင်းပြောခိုင်းလိုက်မယ်ပေါ့နော် okay အဲဒါလေးကိုကြော်ဆန်းကြည့်မယ်ဆက်တဲ့ခါမှာဆိုရင်ကြော်ဒီမှာ vo3 first နဲ့ကြော်ရမရတစ်ချက်ဆန်းပြပေးမယ်ပေါ့နော်ဒီမှာ frame ပါပြီးဆိုတော့ ਨੇ သူက vo3 first ကမရတော့ဘူးပေါ့နော်ကြော်တစ်ချက်ပြပေးမယ်ဒီမှာဆိုရင် switch အစစ်စစ်ယူတဲ့ covid device mouse ဆိုလာပြပေးတယ်ပေါ့နော်အဲ့တော့ VO2 first နဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်တို့အတန်ပါလာမှာမဟုတ်တော့ဘူးပေါ့နော် VO2 first နဲ့ကျွန်တော်တချက်သုံးပြပေးမယ်ဒါပေမဲ့သူကအတန်ပါမလာတော့ဘူးအဲ့တော့ VO3 နဲ့ကျွန်တော်သုံးမှာပဲအတန်ပါမှာပေါ့နော် VO3 သုံးမယ်ဆိုရင်တော့100ကုန်မယ်ပေါ့နော် Okay အဲ့တော့ comment ဆိုကျွန်တော်တချက်စမ်းပြပေးမယ်ပေါ့နော်အဲ့ဒီပုံစံအောင်မဲ့နောက်ထပ်ဆင်းတစ်ခုချိန်သွားတာပေါ့နော်အဲ့တော့ extent အကြာဒီဒီပုံစံအောင်မှကျွန်တော်တို့ကဒီ video ကိုဆေးသွားအောင်လို့သူက extent လုပ်ပေးတာပေါ့နော်ဒီနှစ်ခုကတော့ခက်ဆင်းဆင်းတော့ဖြစ်တယ်ပေါ့နော် ့သူကပြောပြထားတယ်ဒီမှာ sometime audio will not be generated video 3 clip ပေါ့နော်တခါလေကြအတန်ပါမလားမျိုးရှိတယ်ပေါ့နော်အဲ့ဒီခါပါမလားတော့မသိဘူးပေါ့နော်ကျွန်တော်စမ်းကြည့်တာပေါ့နော်ဒီ process ကြီးကတော့နည်းနည်းတော့ကြားရတယ်ပေါ့နော် ingredient to video လည်းတော်တော်လေးမိုက်တယ်ပေါ့နော်ဒါဘူးတော့ကျွန်တော်မစ်ဆူ YouTube မှာရှားကြည့်လို့ရတယ်ပေါ့နော်အဲ့ frame to video ဆိုရင်တော့ကျွန်တော်တို့ဒီမှာ frame တစ်ခုကို အဲကိုကဒီဖရိယနေပြီးတော့ဒီဖရိယကိုသွားကျင်တဲ့ပုံစံမျိုးနဲ့လုပ်လို့ရတယ်။အပြီးတော့ပြီးဆိုတော့ကင်မရာရဲ့သူကကင်မရာ movement တွေကိုကင်မရာ angle တွေရောလည်းဒီမှာပြောင်းလို့ရရယ်ခဏရောတစ်ချက်ပြပေးမယ်။ Okay အဲ့တော့ဒီကောင်မလေးက interview လုပ်နေရပါတော့။ interview လုပ်ပြီးတော့ကျွန်တော်နောက်ထပ် frame တစ်ခုကျွန်တော်တစ်ချက်ပြလိုက်မယ်ပေါ့နော်။အဲ့တော့ဒီပုံစံမျိုးပေါ့နော်။အဒီနှစ်ခုပေါ့နော်ဒီနှစ်ခုကို slow motion နဲ့ပြောင်းခိုင်းတာတို့ဘာတို့ဒါမျိုးလုပ်လို့ရတယ်ပေါ့နော်။ဒါတွေက Hello Mingala Parkais I'm in Myanmar just arrived at the beautiful Shwedagon Pagoda Hello Mingala train ဒီမှာ train ပါလာပြီဆိုတာနဲ့မိတ်ဆွေတို့ဒီ VO3 quality ကိုတောင်းလဲအတန်ပါမလာတော့ဘူးပေါ့နော်ဆွမ်းနာကျွန်တော် day service ဝယ်ဒီ phone ကြီးနဲ့ကြော် service လုပ်ခိုင်းတာပေါ့နော် service လုပ်တာများပေမဲ့ကြော်စကားပြောခိုင်းနေတာတွေကပါမလာတော့ဘူးပေါ့နော် okay အဒီတစ်ခုတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီပထမဆုံးဟာကိုပဲကျွန်တော်တို့အတန်းပါတာပေါ့နောက်ဟာကြီးကအတန်းမပါတော့ဘူးပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်ဗီဒီယိုဆေးအောင်လုပ်ဖို့တည်းဆိုရင်ကာရိုက်တာတွေကဒူဂျင်နယ်ဆိုရင်တော့ ူက character အတွက် prompt တည်တံ့ထားရမယ်ပြီးသားပြီဆိုတော့ကိုပြောင်းခြင်းတဲ့အားလေးတွေအောက်မှာ paragraph တစ်ခုတင်လဲကိုကရေးပြရမယ်ပေါ့နော် character ကတော့တူတူပဲဒီပုံစံပဲဒါပေမဲ့နေရာပုံစံနေရာမတူချင်တော့ဆိုရင်တော့အောက်မှာပဲရေးပြရတာပေါ့နော်ဒါကိုလည်းကျွန်တော်မစ္စတာ YouTube မှာဆရာကြီးတွေပြောထားတဲ့အရာကိုတခြားလေ့လာကြည့်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ကတော့ဒီသူ့ရဲ့အသုံးပြုလေအသုံးပြုပုံလေးပဲကျွန်တော်ပြောပြပေးတာပေါ့နော် Okay အဲနောက်တစ်ခုကတော့ instant သုံးလို့ရသေးတယ်ပေါ့နော် instant သုံးမယ်ဆိုရင်တော့ကျွန်တော်ဒီ video ကိုကျွန်တော်ဒီမှာဓာတ်ပုံရိုက်ပြီးတော့ instant လုပ်မယ်ပေါ့နော် โอเคအဲ့တော့ပြီးသွားပြီဆိုရင်တော့ကျွန်တော်အပေါင်းလေးကိုနှိပ်မယ်ပြီးတော့ extend လုပ်လိုက်မယ်ပေါ့နော်ဒီဗီဒီယိုထပ်စီလိုက်မယ်အဲ့တော့ကျွန်တော် extend လုပ်ရင်အတက်မပါလာဖြစ်လို့လည်းကျွန်တော်ဒီ VO2 နဲ့ပဲကျွန်တော်အဲ export လုပ်လိုက်တယ်ပေါ့နော်ဒီမှာဆိုရင် reset ထွက်လာပြီပေါ့နော်တစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်ဒါဆိုရင်တော့ဗီဒီယိုကတော်တော်ဆေးသွားပြီပေါ့နော် Hello, Mingala Parakais. I'm in Myanmar, just arrived at the beautiful Shwedagon Pagoda. Hello, Mingala Parakais. โอเคအဲဒါဆိုရင်တော့ရရတာတော့ဒီဗီဒီယိုမိတ်ဆွေတို့ကဒီမှာစီးနေရကျွန်တော်အသုံးခုပြအောင်ပေါ့နော်ဒါကိုကိုကပြန်ပြီးတော့ arrange လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော် arrange လုပ်လို့ရသေးတယ်ပေါ့နော်အဲ့တော့ arrange လုပ်ဖို့ဆိုရင်ဒီပန်နာလေးမှာ arrange ဆိုတာလေးပါတယ်အဲ့တော့ arrange ကနေမှာ value ကိုစီးမှာထားချင်တာလေးပေါ့နော်မိတ်ဆွေတို့ဒါတွေအကုန်လုံးကိုကကိုပြန်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်โอเคအကြိုက်သားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာ download ဆိုတာလေးရှိတယ်ပေါ့နော် download လေးကို check နေလိုက်မယ် နောက်တစ်ခါမှာ export လုပ်မယ်ပေါ့နော် export လုပ်ပြီးကမှကျွန်တော်ဒီရောက်မှာ download ဆိုတာဗီဒီယိုအတွက်တက်တက် download လုပ်ရမှာပေါ့နော် export လုပ်မယ်ပြီးကမှကိုယ့်ရဲ့ file ကိုရောက်ဖို့အတွက် download ထပ်ပြီးတော့လုပ်ပြရသေးတာပေါ့နော် okay အဲ့တော့နောက်တစ်ခုကျွန်တော် frame လေးတစ်ချက်ပြပေးမယ်ပေါ့နော် frame to video ပေါ့နော်အဲဒီမှာ download ပေါ်လာပြီ download လုပ်လိုက်ပေါ့နော် okay အဲ့တော့ frame လေးတစ်ချက်လုပ်ပြပေးမယ်ပေါ့နော်ဒီ frame လေးပေါ့နော်ဒီ frame ကိုကျွန်တော်အာဒီ frame ပုံစံလေးကိုကျွန်တော်ဘယ်လိုလုပ်ခိုင်းမလဲဆိုရင်တော့ โอเคအဲ့တော့ဒီတိုင်းမှာချလိုက်မယ်ဒါဒီကသူ့ကိုဖက်မယ်နမ်းမယ်ပေါ့နော်အဲ့တော့ကင်မရာပုံစံလေးကကျွန်တော်ဘယ်လိုပုံစံလေးလုပ်ချင်တယ်လဲဆိုရင်ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကင်မရာဘယ်လိုလေးဘယ်လိုပုံစံလေးလဲပေါ့နော်အာ dolly out ဆိုတာလေးကျွန်တော်လုပ်ကြည့်မယ်ပေါ့နော်โอเคပြီးသားပြီဆိုရင်တော့ကျွန်တော်အာအတန်းမှာပါဖြစ်တဲ့အတွက်ကျွန်တော် video file နဲ့ပဲကျွန်တော်ထုတ်မယ်ပေါ့နော်โอเคပြီးသားပြီဆိုရင်တော့မြားလေးကိုနှိပ်မယ် အဲ့တော့ကျွန်တော်ကအခုဒီဂူးထုတ်လိုက်တဲ့အားတော့ဒီထက်မှအကုန်လုံးရောသွားတာပေါ့နော်ဒီစင်းတစ်ခုထဲမှာရောသွားတာဒီထက်မှပဲအကုန်လုံးပေါင်းပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်မိတ်ဆွေကတခုချင်းပြန်ထုတ်ခြင်းလဲဆိုရင်ဒီတောက်ကိုသွားလိုက်တာတခုချင်းပြန်ပြီးတော့ download ဆွဲလို့ရတယ်ပေါ့နော်ပြီးတစ်ချက်ပြပေးမယ်ပေါ့နော်ဆွမ်းနာကတော့ဆွမ်းနာဗီဒီယိုက၄ပုတ်လောက်မရှိသေးတာပေါ့နော်အဲ့တော့၃ပုတ်၄၃ပုတ်ရှိသေးတာပေါ့နော်၃ပုတ်ဒီမှာ၂၂စက္ကန့်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီပထမဆုံးထုတ်လိုက်တဲ့ဗီဒီယို60စက္ကန့်နောက်ထပ်နှစ်ခုက60စက္ကန့်ပေါ့နော်66စက္ကန့် 60စက္ကန့်20စက္ကန့်ဖြစ်သွားတာပေါ့နော်အဲ့တော့ဒီမှာတခုထပ်ထုတ်ထားတာပေါ့ဒါအင်တာဗျူးဗီဒီယိုပေါ့နော်အဲ့တော့ frame တစ်ခုတောင်းညင်တာကတော့ဒီ first frame ကနေ last frame ပေါ့เนาะကျွန်တော်အရင်ကဒီလူပုံကနေပြီးတော့ကြားပုံပေါင်းပေါင်းတဲ့ပုံစံမျိုးပေါ့เนาะဒီ AI နဲ့ထုတ်ကမ်းပြီးတော့ဒီနှစ်ခုကိုအာဒီ slow motion နဲ့ပြောင်းတာမျိုးလုပ်လို့ရတယ်ပေါ့เนาะ Okay အဲ့တော့ဒီမှာထွက်လာပြီပေါ့เนาะ sonar လောက်တဲ့ဟာအာဒီမှာ kiss ပေးမယ်အဲပြီးတော့ဖက်မယ်ပေါ့နော်ဖက်တာတော့မပါလား kiss ပေးရပါမယ် Hello Mingala Park guys Okay ဒါဆိုရင်မစ္စတာဒီမှာ free to video လည်းရပြီ test to video လည်းရပြီပေါ့နော် Get out မစ္စတာ quality ကောင်းကောင်းနဲ့ဒီဘာလို့ခြင်းလဲဆိုတော့ဒါလေးတွေကိုကြည့်ပြီးတော့သုံးပေါ့နော်အာဒီမှာဆိုကျွန်တော် credit card ကျန်မှာမဟုတ်တော့ဘူးပေါ့နော်ဒီမှာ credit 90%ကျန်တော့တယ် credit connect server channel ဆိုတော့ video 3 first ကိုဒီ better quality ကိုကျွန်တော်ထုတ်လို့မရတော့ဘူးပေါ့နော် โอเคဒါလည်းပြီးသွားပြီဆိုတော့ကျွန်တော်ဒီဟွာလေးကိုပြန်သွားမယ်ပေါ့နော်ဒီကောင်လေးကိုသွားလိုက်ဒါဆိုကျွန်တော်တို့ထုတ်ခဲ့တဲ့ဟာလေးပေါ့နော်ဒီတက်မှာအကုန်လုံးပါလာပြီပေါ့နော်ဒီ video လေးမိတ်ဆွေတို့အကုန်လုံးထောင်းလို့ရတယ်ပေါ့နော်၃ပုံလုံးတခုချင်းထောင်းမယ်ဆိုရင်တော့ဒီမှာ download လေးကိုနှိပ်ပြီးတော့မိတ်ဆွေကအာဒီ HD resolution နဲ့လုံးစင်တယ်ဆိုတော့ SK ကိုနှိပ်ပြီးတော့မိတ်ဆွေတို့ download ရတယ်ပေါ့နော်သူကပတ်သက်ပေးစရာမလိုဘူးပေါ့နော် HD resolution နဲ့ download ရတယ်အဲ့ဒါမျိုးပဲနဲ့မိတ်ဆွေကရိုးရိုး720နဲ့တောင်းနေတယ်ဆိုရင်တော့ဒီမှာ720နဲ့ အဲတောင်းလိုက်လို့လည်းရတယ်ပေါ့နော် Okay ဒါကတော့ဒီ VO3 ကို flow ထဲမှာအသုံးပြုနေဖြစ်ပါတယ်အဲ့တော့ VO3 ဗီဒီယိုထုတ်ဖို့တည်းဆိုရင်ဒီနှစ်ခုကပဲအသုံးများတယ်ပေါ့နော် Google Gemini နဲ့ရရဲ့ဒီ flow ရရဲ့အသုံးများတယ်ပေါ့နော် Okay အဲ့နောက်ဒီဗီဒီယိုကြရင်တော့ Google Studio တို့နောက်ထပ်ဒီနဲ့ Google Wiz တို့ရှိသေးရပေါ့နော်ဒါလေးလို့ကျွန်တော်နောက်ထပ်တင်ပြသွားမယ်ပေါ့နော် Okay ဒါလေးကတော့ကျွန်တော်ဒီစလောက်မြောက်ပြီးဖြစ်ပါတယ်အမှားပါတယ်ဆိုရင်လည်းကျွန်တော်မိတ်ဆွေတို့နားလည်ပြကြပါအားလုံးကျေးဇူးတူတယ်ပါခင်ဗျာ